ားလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာ3ရက်နေ့လည်ခင်းတီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့ရသမြအိတ်ထဲထင်နေတဲ့စစ်တပ်ကြောင့်မော်လိုက်မြို့အဝိုင်းခံထားရတာဖြစ်တယ်ဆိုပြီးငိုကြွေးနေတဲ့လော်ဘီတွေတဲ့အမြင့်ပြန်မှုအပြန်ဆူနေတာဖြစ်တယ်လို့ပြောလာတဲ့ TNL ရဲ့ပိုချုပ်တာဖုံးကျော်တဲ့ ပေါ်တာဆွဲတဲ့ပြူစောထီကို ရှင်းလင်းပြီးပြန်လည်လွတ်မြောက်ခဲ့တဲ့လူငယ်၁၀ယောက်ရဲ့တရင်ကဘာမှာတရင်တော်တွေကိုအများဆုံးဖမ်းတဲ့နိုင်ငံအဖြစ်ရက်တည်လာတဲ့မြန်မာဆိုတဲ့တရင်တောင်သူတွေပို့ဒုက္ခတွေ့စေမဲ့စစ်ကောင်မရှိရင်အခြေခံစပါးစေနှုံတတ်မှတ်ချက်ဆိုတဲ့တရင် နိုင်ဂျီးရီးယားကစစ်သွေးကြော်တွေကို မနိုင်နေရင်အမေရိကန်စစ်တပ်လွတ်မယ်လို့ချိန်ချလိုက်တဲ့ထရန့်အဲ့ဒီလိုနေ့လည်ခင်းအထိဒူးစားဆုံးဖြစ်ခဲ့တဲ့ပီတင်းဘီပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ရသမြအိတ်တဲတင်နေတဲ့စစ်တပ်ကြောင့်မော်လိုင်းမျိုးအဝိုင်းခံထားရတာဖြစ်တဲ့ဆိုပြီးငိုကြွေးနေတဲ့လော်ဘီတွေတရင်နဲ့အရင်ဆုံးစားလိုက်ချင်ပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းမော်လိုက်မြို့ကိုခရိုင်နဲ့တော်လိုင်းတက်တွေကဝိုင်းဝန်းပိတ်ဆို့ဓာမှုဟာနှစ်လလောက်ကြာမြင့်နေပြီဖြစ်ပြီးတော့စစ်တပ်ကပိတ်မိတဲ့ရှိပါတယ် အခုလိုစစ်တပ်ကပိတ်မိနေတာဟာရွှေဆက်တွေကရတဲ့ငွေတွေကို အကြိလိုက်စားပြီးမြို့ကာကွယ်ရေးအတွက်လိုအပ်တဲ့အရာတွေမပြုတ်လုတဲ့အတွက်ဖြစ်တယ်ဆိုပြီးစစ်တပ် lobby တွေက Telegram channel တွေမှာငိုကြွေးနေကြပါတယ်။အောက်ခြေမှာတကယ်ကိုအကြိတရားတွေများလုံပါတယ်။အပေါ်ကနေဘလောက်ကောင်းတဲ့မူဝါဒချာချာဧရိယာမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလက်သလုံးချလုပ်ကြတာမသိကြိုးကြုံပြုပြီးအကြိလိုက်စားတာတွေကထင်သာအထက်များလုံပါတယ်လို့စစ်တပ် lobby ကြော်စွာ ရဲ့ Telegram Channel မှာရေးသားထားတာပါလက်ရှိမော်လိုက်မြို့မှာရှိတဲ့ရှားပင်နယ်ကင်းတက်ရွာတွေမှာ KAI နဲ့တော်လိုင်းပူပေါင်းတက်တဲ့အင်အားထောင်ချီနဲ့အထိုင်စကန်ချထားတဲ့အပြင်စစ်တပ်ကိုလက်နက်ချဖို့အတန့်ချဲ့ဆန်တဲ့ညာတိုင်းချင်းချောက်မှုတွေရှိနေလို့သူကဆိုထားပါသေးတယ် မော်လိုက်မျိုးကိုကုန်းလိုက်ရင်လည်းအကုန်ပိတ်ဆို့ထားတာသူတို့တွေရဲ့ရိတ်ခါလမ်းကြောင်းတွေကိုလည်းဖြတ်တောက်ထားတယ်။အဲ့ဒါကြောင့်လော်ဘီတွေအတန်ထွက်လာပြီးအချင်းချင်းပြန်ခုတ်နေတာဖြစ်မယ်လို့နေပြင်တော်လိုင်းရဲဘော်တို့ကပြောပါရယ်။ကြပြင်မော်လိုက်မျိုးကိုအဓိကကုန်တယ်ပေးနေတဲ့လမ်းပိုင်းဖြစ်တဲ့ကလေးဝမော်လိုက်ကားလန်ကိုတော်လိုင်းတက်တွေကထိန်းချုပ်ထားနိုင်တဲ့အပြင်ရေချောင်းဖြစ်တဲ့ချင်းတွင်းမြေအစုံအစံကိုလည်းတော်လိုင်းပူပေါင်းတက်တွေကပိတ်ဆို့ထားတာပါ။ မော်လမ်းမြို့မှာရှိတဲ့ဒေသခံအများစုဟာရွှေမျောလုပ်ငန်းကိုလုပ်ကင်သူများဖြစ်ပြီးတော့အဲ့ဒီရွှေမျောလုပ်ွက်တွေကနေစစ်တပ်ကနှစ်စဉ်သိမ်းတောင်းကြီးစက်ကြီးရရှိနေတာဖြစ်ပါတယ်။မော်လမ်းမြို့ထဲမှာပိတ်မိနေတဲ့စစ်တပ်ဟာစစ်ကြောင်းထိုးတာ drone နဲ့ပုံကျတာတွေမပြုတ်လို့ပဲထိတိုင်းနေနေတယ်ဆိုပြီးတော့တပ်ထောက်ခံတွေကပို့လောင်နေလျက်ရှိပါတယ်။ဒုတိယအနေနဲ့အမြင့်ပြန်မှုအပြန်စုနေတာဖြစ်တယ်လို့ပြောလာတယ်။ TNL ရဲ့ဘိုးချုပ်တားပုံကျော်သတင်းဖြစ်ပါတယ်။ တန်းအမျိုးသားလူမျိုးရဲ့တမတော် TNL ရဲ့ဘိုးချုပ်သားဖုံကျော်ကလက်ရှိစစ်တပ်နဲ့အပြည့်ရက်မှုဆုံးဖြတ်ချက်ဟာအမြင့်မြန်မှုအပြန်ဆုံနေတာဖြစ်တယ်လို့ခပြသပုတ်ရေးသားပြီးသူ့ရဲ့ဒုမှုကွန်ရက်ဆမ်မီနာမှာမနေ့ကရေးသားထားခဲ့ပါတယ်။ဘိုးချုပ်သားဖုံကျော်ရဲ့ရေးသားချက်မှာအပြည့်ရက်ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ပြင်းထန်မြန်ဆန်ပောက်ကွဲတဲ့ခံစားမှုကိုနားလည်ရဆိုပြီးတော့မြို့ချရဲဘော်တွေနဲ့နှွေးဦးရဲဘော်တွေကိုရည်ညွှန်းခဲ့တာပါ။ ဒါပြင်အပြစ်ရက်တာဟာ1990ခုနှစ်ကလို့မဟုတ်တော့ဘဲကုနယ်တွေကနေတမတ်ရက်အတွင်းထွက်ခဲ့ရတဲ့ကစားကွေမျိုးဒါမှမဟုတ်စီဝနုံနဲ့ဆွေမျိုးအစီရစ်တဲ့ကာလာမျိုးမဟုတ်တော့ဘူးလို့သူကဆိုထားပါသေးတယ်။ အထူးအချက်တွေအပြင်ဘာမစုံလုပ်ရဲတယ်ဆိုသူရဲ့ငန်းကြည့်ကြည့်ရင်းချမ်းရင်းနဲ့ရွေးကောက်ပွဲကိုဘာတိတ်မဲပါဖွင့်စရာမလိုဘူးလို့စစ်ကော်မရှင်ရဲ့အတူရောင်ငင်းချမ်းရင်းနဲ့ရွေးကောက်ပွဲကို TNL ကအလေးမထားဘူးဆိုတဲ့အနက်တစ်ခုကိုလည်းဗိုလ်ချုပ်တာဖုန်ကျော်ကဖွင့်ရခဲ့ပါသေးတယ်ပေါ်ကျတာဖုံကျော်ရဲ့အခုရေးသားချက်ဟာစေရေးအချိန်နေနဲ့နိုင်ငံညီနိုင်မှုအပေါ်မတက်တာလို့အာလျှော့ခဲ့ရတာကိုပေါ်လွင်စေလို့စေရေးလိလာသူတွေကသုံးသပ်မှုတွေလည်းရှိနေပါတယ် ပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကတရုတ်နိုင်ငံဂျာဝင်စစ်စမ်းမှုကြောင့် TNL ဟာသူတို့တိမ့်ပိုက်ထားတဲ့မိုးကုံနဲ့မိုးမိတ်မြို့တွေကနေဆုတ်ခွာပြီးတော့စစ်တပ်နဲ့အပြစ်ခတ်ရက်စဲရေးကိုသဘောတူညီခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုအပြစ်ခံရစေးသဘောတူညီပြီးနောက် TNL တက်တွေကမိုးကုံနဲ့မိုးမိတ်မြို့တွေကနေဆုတ်ခွာရမှာဖြစ်သလိုစစ်တပ်ကလည်း TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုမြေပြင်ထိုးစစ်နဲ့လေကြောင်းတိုက်ခတ်မှုတွေမပြုတ်ဘဲရှက်တမ်းရမှာဖြစ်ပါတယ်။ တစ်တုံညာနှစ်ကုန်စစ်စင်ကာလအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းကမြို့ဆက်တမျိုးကိုတင်ပိုက်နိုင်ခဲ့တဲ့ TNL ဟာလက်ရှိမှာတော့မြို့၅မြို့ကိုစစ်တပ်ထံပြန်လည်ပေးအပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ပြည်တွင်းသတင်းတွေနဲ့ထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပေါ်တာဆွဲတဲ့ပြူစောတီကိုရှင်းလင်းပြီးပြန်လည်လွတ်မြောက်ခဲ့တဲ့လူငယ်၁၀ယောက်တဲ့မှာ စကိုင်းတိုင်းကမ့်ဘလူမြို့နယ်မှာပေါ်တာဆဲဖန်းစီခံရတဲ့လူငယ်ဆရာဟာသူတို့ကိုစစ်တပ်တဲပို့ဆောင်ပေးမဲ့ဖြူစောတိချိန်မောင်ကိုရှင်းလင်းပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့နေပြည်တော်ရင်းမြစ်တွေထံကနေသိရှိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ15ရက်ကကမ်ဘလိုမြို့နယ်ဆဗန်နန်းသာရွာမှာရှိတဲ့ပြူစောတိစစ်စေးကြီးဂိတ်ကစစ်သားတွေဟာခီးသွားလူငယ်၁၀ယောက်ကိုဖမ်းဆီးခဲ့ပြီးတော့အဲ့ဒီညမှာပဲအမှန်633 36တင့်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တက်တိပြေသွားတဲ့လူငယ်၁၀ယောက်ဟာပြူစောတိရင်မောင်းကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ပေါ်တာဆွဲခံရတဲ့ဘေးကလည်းလုံမြောက်ခဲ့တဲ့လူငယ်တွေဟာသူတို့ထွက်ပြေးလာခြင်းကမ့်ဘလူခင်ရိုင်းအမှတ်3 PDF ရဲဘော်တွေနဲ့တွေ့ဆုံခဲ့ပြီးတော့စစ်မှုထမ်းဘေးကလည်းလုံဝလုံမြောက်ခဲ့တာလည်းဖြစ်ပါတယ်။လုံမြောက်လာတဲ့လူငယ်10ယောက်ဟာ30ခင်ဦးကော်လင်းကတာနဲ့မြင်းမှုမျိုးနယ်တွေကဒေသခံတွေဖြစ်ပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အခါမှာမိသားစုဝင်တွေထံကိုပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ကံမလူမျိုးနယ်မှာရှိတဲ့စပယ်နန်တာပြူစောတီစစ်စေးကိန်းဟာပြည်သူ80ခန်းကိုပေါ်တာဆွဲမှုတွေပြုလုပ်ခဲ့တဲ့အပြင်အမျိုးသမီး၂ယောက်ကိုအရမပြုကျင်တပ်ဖြတ်မှုတွေပြုလုပ်ခဲ့တာကြောင့်အဒီရိတ်ကိုရှောင်ရှားသွားတာပေါ့ကျွန်းလာကံဘလူတက်ကြွလှူရှာသူများအဖွဲ့ကအတိပေးခဲ့ဘူးပါသေးတယ်ဆလဘီကဘာမာသတင်းထုတ်တွေကိုအများဆုံးဖတ်တဲ့နိုင်ငံအဖြစ်ရပ်တည်လာတဲ့မြန်မာဆိုတဲ့သတင်းကိုပြပြသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာသတင်းသမားတွေကိုဖမ်းဆီးအကျဉ်းချမှုအများဆုံးနိုင်ငံထဲမှာထိတ်ဆုံးကဖြစ်နေပြီးတော့လက်ရှိအချိန်ထိဖမ်းဆီးခံရတဲ့သတင်းသမား52ယောက်ရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာပြည်ထောင်တန်ယုံကမနေ့နိုဝင်ဘာ2ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလရက်မှာကြာရောက်တဲ့နိုင်ငံတကာသတင်းတောက်များအပေါ်ကျွလွန်သောပြစ်မှုများအတွက်တစ်တန်ကင်းလွခြင်းရှိနေမှုများအဆုံးသက်ရေးနေမှာဆရာနာသိမှုအောင်မှလှုပ်ဆောင်နေရတဲ့မြန်မာနိုင်ငံကစာနယ်ဇင်းသမားတွေရဲ့ရဲစွမ်းတက်တီကိုဂုံပြူကြောင်းပြည်တိန်တန်ယုံကအသိပေးထားပါတယ်။ ိသိန်တယုံရဲ့ထုတ်ပြန်ချက်မှာတော့စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကစပြီးတော့အခုချိန်ထိတည်င်းသမား9ဦးတပ်ဖြတ်ခံခဲ့ရပြီး200ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုထားပါတယ်။တည်င်းသမားတွေကိုရန်သူလိုသဘောထားပြီးဖမ်းဆီးတာကတော့ခေတ်ဆက်ဆက်အစိုးရနိုင်ပြုလုပ်ခဲ့တာပါ။ ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ပုံမိုဆွေးရလာပါတယ်။ပြည်သူတွေအတွက်သတင်းရယူတာကိုအကြမ်းဖက်ပုံမာတွေမတရားတင်ဆက်သွယ်တဲ့ပုံမာတွေနိုင်ငံတော်အကြီးအကျယ်ပြက်စီတဲ့ပုံမာတွေနဲ့တရားစွဲပြီးတော့နှိမ့်ရှေထောင်နေချမှတ်နေတာပါ။ဒါကဘာကိုပြလဲဆိုရင်ငါတို့လိမ်လည်နေတာကိုမင်းတို့တွေထုတ်ပေါ်ခွင့်မရှိဘူးဆိုပြီးစစ်တပ်ရဲ့ချိန်ချမှုပါပဲလို့ရန်ကုန်ခြေဆိုင်အမိမဖော်လို့တဲ့သတင်းသမားတအူးကမှတ်ချက်ပြပါရတယ်။ စစ်ကောင်ရှင်ဟာမြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးသတင်းသမားတွေကိုအွန်လိုင်းတာမကပြင်ပတွေမှာပါနှောက်ရက်တာစောက်ကြည့်တာအလွဲသုံးစားပြုတာတွေအပါအဝင်ချိန်ချောက်တာတွေပါရင်ဆိုင်နေရတယ်လို့ပြည်တိန်တန်ယုံထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးပေါက်တာမှန်သမျှကိုပြည်တိန်ဆိုရအနေနဲ့ရှုတ်ချပြီးမီဒီယာလွတ်လပ်ခွင့်ကိုအလွဲသုံးစားလုပ်တာကန့်သက်ချုပ်ချယ်သူတွေကိုအရေးယူဆောင်ရွက်ရမယ်လို့ယုံကြည်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မလို့မြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းကတရင်သမားတွေလူ့ခွင့်ရေးကောက်ွယ်ဆောက်ရှောက်သူတွေပြီးခင်စေဖို့အတွက်ပြည်ထောင်စုရကဆက်လက်ထောက်ပံ့သွားမယ်လို့လည်းဆိုထားပါဗျာ။ဗီဒီယိုနဲ့နောက်ဆုံးသတင်းနေနဲ့တောင်သူတွေပို့ဒုက္ခတွေ့စေမဲ့စစ်ကော်မရှင်ရဲ့အခြေခံစဘာစင်းသောတမတ်ချက်သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်ရှင်လောက်ကန်တောင်းတလဲသမားအခွင့်ရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တရေးဥဆောင်ဖွဲ့ကစပါးတင်းတရာဇင်းုံကိုဆက်သသိမ်းသတ်မှတ်လိုက်တဲ့အတွက်တောင်းတရေးပုံမဒုက္ခတွေ့ကြုံရတော့မှာဖြစ်ပါတယ်။လက်ရှိစိုက်ပျိုးစရိတ်မြင့်တက်နေတဲ့အတွက်တောင်းတရေးဟာအရှုံးကုန်နှစ်စဉ်ခန်းစားနေရပြီးစစ်ကောင်ရှင်ရဲ့အခုလိုတတ်မှတ်ချက်ဟာတောင်းတရေးကိုဒုက္ခတွေထပ်မံပို့ပေးလိုက်တာဖြစ်တယ်လို့တောင်းတရေးနဲ့စီးပွားရေးလုပ်ကိုင်သူတွေကဝေဖန်နေပါတယ်။ အခုတက်မှတ်လိုက်တဲ့ဈေးကပြင်ပပေါက်ဈေးထက်များစွာရောင်းနေပါတယ်။ တောင်သူတွေအတွက်ချေမကိုက်တော့ပဲအကျွေးပေါ်အကျွေးဆင်းတဲ့အခြေအနေကိုရောက်သွားနိုင်တယ်လို့စိုက်ပျိုးရေးပညာရှင်တဦးကသုံးသပ်ပါတယ်။စစ်ကောင်မရှင်ကအခြေခံစဘာစင်းတို့ကိုစက်သသိန်းတတ်မှတ်လိုက်ပေမဲ့ပြင်ပဈေးကွက်မှာအရင်အသေးပေါ်မူတည်ပြီးစဘာတင်းတရာကိုအနည်းဆုံး၁၈သိန်းကနေ30ဝန်းကျင်ထိပေါက်ဈေးရှိပါတယ်။အခုတော့စစ်ကောင်မရှင်ရဲ့အခြေခံစဘာပေါက်ဈေးတတ်မှတ်ချက်ကြောင့်တောင်သူတွေဟာကုန်တယ်တွေရဲ့ဈေးနှိမ်ဝယ်ယူမှု စိုက်ပျိုးရေးသွင်းအားစုရဲ့ကုန်ကြစိတ်ဓာတ်တို့ကိုပါခန်းစားရတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့စပားစင်းုံတမတ်တာဟာတင့်တင့်မြတ်တဲ့ဈေးနှုန်းနဲ့ဈေးကွက်ကိုထိန်းချုပ်နိုင်မှုဆိုပြီးအကြောင်းပြပေးမယ်။လက်တွေ့မှာတော့တောင်သူတွေရဲ့အကျိုးစီးပွားကိုပြည့်စည်ဖို့ဆောင်ရွက်နေချင်တာဖြစ်တယ်လို့စီးပွားရေးပညာရှင်တွေကသုံးသပ်ပါတယ်။စစ်တပ်အာဏာမသိမ်းမီကတပ်မီဩဇာပိုးတက်စင်းနဲ့73စီးစားတဲ့လေယာဉ်သုံးသင်းအားစုတွေဟာ ဈေးနှုန်းတင်တင်နဲ့အတွက်လေတေကကုန်ကြစေကျန်တဲ့သိန်းသာရှိခဲ့ပေမဲ့အခုတော့အဲ့ဒီသွင်းရစုအလုံးအစမတန်မြင့်တက်လာတာကြောင့်လေတေကကုန်ကြစေကျက်ဆယ်သိန်းလောက်အထိ ရှိနေပါတယ်နောက်ဆုံးပြပါတဲ့နေနဲ့နိုင်ဂျီးရီးယားကစစ်သွေးကြွတွေကို မနိုင်နေရင်အမေရိကန်စစ်တပ်လွတ်မယ်လို့ချင်းချောက်လိုက်တဲ့ထရန်ဂျောင်းကိုပြပြရင်ကျမရဲ့နှိမ့်လေကင်းသတင်းတင်ဆက်မှုတွေကိုဒီမှာပဲရပ်နားလိုက်ပါရစေရှင်။ အမေရိကန်သမ္မတဒေါ်နန်ထရန့်ကနိုင်ဂျီးရီးယားအစိုးရဟာသူတို့နိုင်ငံမှာရှိတဲ့ခရစ်ယာန်တွေကိုကောက်ွယ်ပေးဖို့ကြက်ကွက်နေတယ်လို့ဆွဆွဲခဲ့ပြီးအစ္စလာမစ်စစ်သွေးကြော်တွေကိုကင်တွယ်ဖြစ်ရှင်းမှုအမေရိကန်စစ်တပ်ကိုအသိအမြင်ထားဖို့အမိန့်ပေးခဲ့ပါတယ်သမရထံကမနေ့ကသူ့ရဲ့လူမှုကွန်ရက်ဆာမင်နာမှာဖြစ်နိုင်ခြေ ရှိတဲ့လှုပ်ဆောင်ချက်အတွက်အမေရိကန်စစ်ပတ်ရေးဌာနကိုပြင်ဆင်မှုညွှန်ကြားထားပါတယ်လို့យေတာခဲ့တာပါ နိုင်ဂျီးရီးယားအစိုးရအနေနဲ့အခုအချိန်လေးကိုဝင်ရောက်ဖြေရှင်းတာမရှိရင်နိုင်ဂျီးရီးယားကိုပေးနေတဲ့အကူအညီအလုံးဖျက်တောက်မယ်အပြင်အမေရိကန်စစ်တပ်ပါစစ်လို့မယ်လို့ထရန်ကချိန်ချောက်ခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး PT Hess ကလည်းနိုင်ဂျီးရီးယားအစိုးရကခရီးရန်တွေကို မကာကွယ်ရင်ရက်ဆက်တန်းကျုံမှုကိုကျူးလွန်နေတဲ့အစ္စလာမ်အကြမ်းဖက်သမားတွေကိုတပ်ပစ်မယ်လို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ နိုင်ဂျီးရီးယားသမ္မတရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်သူဒန်နီယယ်ဘဝလာကဂျီးရဲ့အဖွဲ့တွေကိုတိုက်ခိုက်မဲ့အမေရိကန်ရဲ့အကူအညီကို ကြိုဆိုပေမဲ့နိုင်ဂျီးရီးယားဟာအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တယ်လို့တုတ်ပြန်ခဲ့ပါတယ်။ဒါပြင်စစ်သွေးကြွတွေကဘာသာရေးတစ်ခုတည်းကိုပြစ်မှတ်ထားတာမဟုတ်ပဲဘာသာတရားအလုံးကလူတွေကိုတပ်ဖြတ်နေတာဖြစ်တယ်လို့ဘဝလာကထပ်မံပြောခဲ့ပါတယ်။ နိုင်ဂျီးရီးယားသမ္မတပိုလာတီနူဘူကနိုင်ငံအတွင်းမှာဘာသာရေးအလုံးကိုတန်းသူညီမျှပေးထားပြီးတော့စစ်သွေးကြွတွေကြောင့်ဘာသာတရားနဲ့ဒေသအလုံးကလူတွေကိုထိခိုက်နေရလို့ပြောခဲ့ပါတယ်။ MPA တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MPA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုဝေသူအလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝမော်ရီပြကြပါစေရှင်။